ဟေးတင်ဦးပေါင်းချင်းကြောင့်လာကျင်နေပါသလားဒါဆိုရင်အစာကြီးစားခြင်းကိုရှောင်ရှားပြီးအစာတောက်ကိုအချိန်မှန်မှန်စားပါအစာမကျော်ပါနဲ့အစာကိုလုံလောက်စွာဝါစားပါအစာကိုအလျင်အမြန်မျိုးချပါကလေးများများမျိုးချမိပြီးဥပေါင်းချင်းဖြစ်စီပါသည် ရိုဘိုင်ယိုတများသောအစားအစာများကိုစားပါဥပမာယာခနှင့်အမြင့်တက်များသောအစားအစာများဥပမာမုံလာဥနီတခွာသည်မုံလာဥနီနှင့်အသီးအရွက်များစားပါအလွန်အကျွံလေထွက်စေသောအစားအစာများကိုရှောင်ရှားပါဥပမာမုံညင်းသည်ဘရိုကိုလီကျက်သွန်းသည်အာလူသို့မဟုတ်တင်းသီးရှိထားသောအခြားအစားအစာများကိုရှောင်ရှားပါနှင့်အာကစားကိုပုံမှန်လုပ်ပါအေးလုံလောက်စွာတောက်ထားကြောင်းသိချပါစေ။နေ့စဉ်ရေ3လီတာမှ4လီတာအထိတောက်ပါ။ ဤအတိုင်းလှုပ်ဆောင်ပြီးလက်အခြေအနေများချိနေပါကတင်းဤဦးလန်းချောင်းဆိုင်ရာဆရာဝန်နဲ့ကျွန်းနွေးပါဆေးဝါးများသို့မဟုတ်အစာအိမ်တွင်ကြည်ရန်လိုအပ်နိုင်ပါသည်ကျေးဇူးတင်ပါတယ်